အဲ့တော့ဒီတစ်ခါကျွန်တော်ပြတ်မှတ်ချင်တယ်လေကျွန်တော်ကျွန်တော် AI ဘက်ကိုသွားထားတယ်ပေါ့နော်ဘလို့လဲဆိုတော့ကျွန်တော်တို့တွေရာချင်းလုံငယ်တွေဖြစ်လုံငယ်ပြည်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအင်တာနက်သုံးတဲ့အခါမှာဆိုရင်ဒါကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်ပြီးတော့ဒါ AI ဟာဆိုရင်အရန်ကိုရစ်ပတ်လာတယ်ပေါ့နော်ရစ်ပတ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေရာချင်းဒါ AI ကိုဒီတိုင်းထားလို့မရတော့ဘူးဟိုဒီတိုင်းပဲဟိုဖုံးရှိုံနဲ့ခင်းစော်နေုံနဲ့ဒါကအဆင်ပြေတော့ဘူးပေါ့နော်ကျွန်တော်တို့တွေကအနည်းပညာတရားဆိုရင်တစ်စင်းစင်းနဲ့တစ်စင်းတာအရေးအန်ပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေက AI ကိုသုံးမှာဖြစ်တော့ဘာလို့လဲဆိုတော့ AI ဟာဆိုရင်ကျွန်တော်တို့ရဲ့ ခန့်ကန်တာတော်များကိုရေးပါလာပြီ။ဒါကအင်တာနက်နဲ့လုံးလုံးတဲ့သူတွေတွေမဟုတ်ဘူး။အင်တာနက်နဲ့အလုံးမလုံးတဲ့သူတွေပြပါသူတို့အနေနဲ့တော့ဖွင့်လန်းနေရဆိုရင်ရှိလာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပထမဆုံး AI ရဲ့အသိုင်းကျင်းကြုံလေးကိုပြောမှဖြစ်တယ်ပေါ့နော်။ဒါ AI ရဲ့အသိုင်းကျင်းကြုံကိုပြောမှဆိုရင်ဒါ1950လောက်ခေတ်စတယ်ပေါ့နော်။1950လောက်မှာသိပ္ပံပညာရှင်တွေကတော့ဘယ်လိုစဉ်းစားလဲဆိုတော့ကွန်ပျူတာတွေစက်တွေဟာဆိုရင်တဲ့လူတွေရဲ့အုံနောက်တွေလိုမျိုးလုံးလုံးလို့ရလာဆိုပြီးသူကစဉ်းစားတယ်။စဉ်းစားပြီးတော့မှသူတို့အနေနဲ့ကြိုးစားမယ်ဆိုပြီးတော့လုပ်လိုက်တဲ့ခါမှာပထမဆုံးသူ AI version ကိုစပြတော့တယ်ပေါ့နော် ပထမဆုံး AI version ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ AI တော့ဟုတ်တယ်အဲ့ဒီအချိန်တော့ကွန်ပျူတာတဲ့အရင်ဒါကောင်းတဲ့စင်ကိုမြောက်တယ်ပေါ့နော်အဲ့မှာကွန်ပျူတာ program တွေအရဆိုရင်အဆင်မပြေသေးတဲ့အတွက်ကြောင့်ဘာဖြစ်လဲအဲ့ဒီအချိန်တော့ကွန်ပျူတာအကြီးကြီးတွေပေါ့နော်ဒါခန်းခန်းစားလို့ရှိအဲ့လိုမျိုးအရင်ကြီးကြီးနေပေမဲ့ဆုံးမကြီးမှာဆိုရင်ဒါအများကြီးမရှိဘူးနော်အဲ့တော့လူတွေအနေနဲ့ဘာတွေကိုစဉ်းစားရတယ်ဆိုတော့ဟိုဟုတ်ပြီအဲ့တော့မတို့ဒီပထမဆုံး AI version ကိုစတင်အဲ့ဒီအချိန်မှာအမှစတင်လိုက်စတင်လိုက်တဲ့အချိန်မှာဆိုရင်အဲ့ဒီပထမဆုံး AI version ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဟဲ့ အဲ့ဒီ AI ကဆိုရင်နေ့ခင်းနဲ့ပြောမှဆိုရင်ဟိုကဖုန်းယုံတွေကိုပုံလဆက်တဲ့တိုင်းပေါ့နော်။ဒါပါတော့ MPD ဖုန်းယုံပေါ့နော်။ MPD ဖုန်းယုံကိုကျွန်တော်တို့ကပုံလဆက်လိုက်တယ်ဆိုရင်သူကပြောတယ်ပေါ့နော်။ဒါပါတော့မြန်မာစာအတွက်1ကိုနှိပ်ပါ။အင်္ဂလိပ်စာတက်2ကိုနှိပ်ပါ။ Customer Service အတွက်3ကိုနှိပ်ပါဆိုပြီးစတဲ့ပြအဲ့လိုမျိုးတွေပြောတယ်ပေါ့နော်။ပြောတဲ့အခါမှာဆိုရင်ဟိုလူတွေအနေနဲ့သူတို့သုံးတဲ့ပုံစံရဲ့ဓာတ်ရုပ်ပုံစံဖြစ်နေပေါ့နော်။ဖြစ်နေတော့လူတွေကသူတို့မျှမတ်ထားတာကဒီ AI ကဆိုရင်အုံနောက်လိုမျိုးကိုပိုင်းစဉ်းစားမှကိုပိုင်းသင်ယူသင်ယူရမှာပေါ့နော်။အဲ့လိုမျိုးနဲ့တော့ လုပ်လို့ရမှာလို့ထင်ထားပေမဲ့ AI ဟာဆိုရင်အဲ့လိုမျိုးသပုံစိမ့်နဲ့ဖြစ်နေတဲ့အခါမှာဆိုရင်တို့တွေအနေနဲ့လူတဲ့အခါအများကြီးသစိတ်တက်တရနည်းနည်းပြောပြရနည်းပြောနေတဲ့နည်းနည်းကြာသွားတာနဲ့တို့တွေအနေနဲ့အဲ့ဒီအချိန်မှာ AI ဝင်တာဆိုပြီးတော့အချိန်ဖြစ်သွားတယ်ပေါ့နော် AI ဝင်တာဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ AI စောင်းရပြီပေါ့နော်စောင်းရပြီမှာဆိုရင်လူတွေကအပြင်ဖက်ပြီးတော့ဘယ်လိုလုပ်တာဟိုကိုစားကြည့်တာပေါ့နော်အဲ့ဒီအချိန်မှာတို့တွေက AI နဲ့ပတ်သက်ပြီးတော့ဒီ research လုပ်တာတွေနောက်ပြီးတော့ AI research လုပ်ဖို့အတွက်ဒီ funding ပေါ့နော်ပြန်ပုံငွေရှာတာတွေဒါမျိုးတွေလုပ်တော့ဟိုအဲ့ဒါနားတယ် နောက်ပလိုက်တဲ့ခါမှာဆိုရင်အဲ့ဒီချိန်မှာကွန်ပျူတာတည်းရဲ့ဆော်ဆောင်ကြီးတက်ပို့ပြီးကောင်းလာတယ်ကွန်ပျူတာတည်းကပို့ပို့ပြီးတော့ပါလာတယ်နော်အဲ့တော့ကွန်ပျူတာတည်းပါလာတဲ့အတွက်ကြောင့်သူတို့တွေနေ AI ကိုဖြတ်ပြီးတော့ဆက်သက်တယ်ဆက်သက်ချက်တွေလုပ်တဲ့ခါမှာပို့ပြီးတော့ခေါင်းပါလာတယ်ပေါ့နော်နောက်တော့20နောက်ပိုင်းမှာဆိုရင်ရန်ကိုကောင်းလာတယ်ပေါ့နော်ဘယ်လိုမျိုးတွေကောင်းလာလဲဆိုတော့ AI ကိုဒါစာသားတွေကနေအများကြီးခံပြလာတယ်စာသားတွေကနေပုံတွေထုတ်လို့ရတယ်ပုံတွေကိုပြပြီးတော့ဒါစာသားတွေအဖြစ်ကိုကြောင်းပြတာတွေအများကြီးတယ်ပေါ့နော်ကိုဒီနေတာကပြားတွေရေခိုင်းမလားအမှုတစ်ချင်းတွေထုတ်မလားမျိုးတွေအများကြီးလုပ်ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီ band ကိုစာဆက်ပြီးပြောမလို့ဒီ band ကိုတော့ကျွန်တော်နည်းနည်းချဲမှာဖြစ်မှာပေါ့နော်ဒီ AI C statistics တွေမှာပေါ့နော်အဲ AI agent တယောက်ကိုခိုင်း AI agent တယောက်ကိုခိုင်းတဲ့ခါမှာဆိုရင်တူတူ allow ဒါတကူတယ်နော် AI agent တကူ allow ဟိုတဲ့တူဒီချက်ပေါ့နော်ချက်ဆော့ကပြန်ပြီးဖြည့်တယ်ပြန်ဖြည့်တာဟုတ်တယ်2.3 million ဟိုးတော့ပြန်တယ်ပြန်ပြီးတော့စပြန်ပြည့်တယ်ပေါ့နော်ဒါကဘာနဲ့တွားညီညာလဲဆိုတော့ဟိုလူပေါင်း900ဟို အချိန်ပြည့်လုံးလုံးနေရနဲ့သွားပြညီမြတယ်ပေါ့နော်အတက်လာနော်တက်လာအောင်မှာ2.3 million အဲ့ဒါကလူပေါင်း900ဆိုတော့စဉ်းစားကြည့်လိုက်တော့လူပေါင်း900ဆိုရင်ဒါကျွန်တော်တို့တွေကပုံမှန်5မှန်ဆိုရင်ဒီလူပေါင်း900တက်လက်အများကြီးပေးရအောင်အဲ့တော့လူပေါင်း900ဆိုတရားကိုအ1ဒေါ်လာပင်းယူဒေါ်လာ900ကောင်မှာဒါပေမဲ့ AI ကိုသုံးတဲ့ခါမှာအလောက်ကြည့်ပေါ့အကတရားကိုဒေါ်လာဆိုတော့တော့မဖြစ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုစာဝန်တွေဆိုတော့ဥပမာတစ်လောက်ကိုတရားကိုဒေါ်လာ300 400လောက်တော့ဒါပြပေးရမှာပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ အင်တာနက်နဲ့အလုံးလုပ်တဲ့သူတွေရောပြဿနာမဖြစ်ဘူးလားစဉ်းစားကြည့်ကြပါဟိုပြဿနာမဖြစ်ဘူးဖြစ်တယ်ဆိုတာကကိုယ့်ရဲ့အမြင်နဲ့လည်းစိုက်တယ်ပေါ့နော်ဥပမာအရင်ဆရာပိုက်ပြင်းဆရာတွေဆိုရင်လည်းအင်တာနက်နဲ့လုံးလုံးရတာမဟုတ်ဘူးပေါ့နော်အဲ့ဒီတော့ဒီလိုလုံမျိုးတွေနေရာမှာလည်း AI ကအစားထိုးဝင်ရောက်နိုင်လားစဉ်းစားကြည့်ကြအဲ့ဒီတော့ဟိုကဘာကြီးမှာ robot ဆိုတဲ့စရုပ်တွေကပေါ်လာပြီပေါ့နော်စရုပ်တွေဆိုရင်ဒါလူတွေကဒါ program တွေနဲ့ခိုင်းနေအဲ့တော့ program တွေနေရာတွေကိုကျွန်တော်တို့ကအဲ့ဒီသိပ္ပံပညာရှင်တွေက AI ကိုစားထိုးပြီးတော့ခိုင်းလာမယ်ဆိုရင်ရောဘယ်လိုပြောเนาะနောက်တစ်ခုစိုးရိမ်နေတာရှိတာကလက်ဆိုတော့ AI ကိုဒီစစ်ပွဲတွေမှာသုံးလာမှာဟုတ်ငယ်စွန့်ရတယ်ပေါ့เนาะပုံမှန်ကျွန်တော်တို့တွေကဒီစစ်ပွဲတွေမှာဆို drone တွေသုံးနေပေါ့เนาะအဲ့ဒီ drone တွေထဲမှာသုံးတဲ့အဲ drone တွေထဲမှာသုံးတဲ့ program တွေပေါ့เนาะအဲ့ဒီ program တွေအရတွေ AI တွေဝင်လာတယ်ဆိုတော့နည်းတော့စွန့်ရတယ်ပေါ့เนาะဟိုတာမန် drone ဆိုရင်သူကအဲအနေရရှိတဲ့လူသားတွေပေါ့เนาะလူသားတွေအန်ဒီရရှိတဲ့နေရာကိုသွားအရင်သွားတယ်သွားတဲ့ခါမှာဆိုရင်အဲ့မှာတကယ်လို့အန်ဒီရရှိတဲ့ဆိုရင် drone ကိုအရင်ပြီးတော့ drone ကိုအရင်ပစ်ချခံမှာပေါ့နော်အဲ့လို NDA ရှိတဲ့နေရာတွေ့တဲ့ခါမှာဆိုရင် drone ကသူက automated ပေါ့နော်ပြန်ပစ်တဲ့အရာတွေဆိုရင်သူနေနဲ့အခွဲခြားနိုင်တာကြီးဖြစ်တယ်ပေါ့နော်တကယ်လို့အမှစစ်ပွဲတွေမှာသာဓာတ်မျိုးတွေတုံးလာတယ်ဆိုရင်တော့ AI drone တွေအရဆိုရင်သူက NDA ရှိတဲ့နေရာတွေဝင်မဲ့ဝင်ပြီးတော့သူတို့ဘာသာသူတို့ပြင်းမင်ကိုတခါတည်း AI အဲ့ဒီ drone ပဲတခါတည်းတန်းပြီးတော့ပေးထားတယ်ပေါ့နော်အဲ့တော့တခါတည်း AI ကတော့ဟိုတန်းပြီးတော့ပစ်မှာပေါ့နော်သူနေအဲ့လိုဟာကြီးပြတ်တော့ကောင်းတယ်ပေါ့နော်အဲ့တော့ခုနောက်ပိုင်းမှာဒါစစ်ပွဲတွေကိုဥဆောင်တာကအရင်ကတော့ဒါနျူကလ িয়ার ပုံပေါ့နော် ဒါနျူကလ িয়ার ဘွန်းမိုင်ဆိုင်တဲ့နိုင်ငံတွေကစစ်ပွဲတွေမှာဥဆုံးတဲ့နိုင်ငံတွေဖြစ်တယ်။အရှိချိန်မှာကျတော့ AI မှာပိုကောင်းနိုင်တဲ့နိုင်ငံတွေကကျတော့စစ်ပွဲတွေမှာဆိုပြီးပို့ပြီးဥဆုံးနိုင်တဲ့အချိန်တွေပေါ့နော်။ကဘာယူတော့ဥဆုံးနိုင်တဲ့အချိန်တွေပို့ရှိတဲ့အတွက်ကြောင့် AI ဟိုဒါအများပြမြင့်နေမှုတွေရှိတယ်ပေါ့နော်။